မန္တလေးတိုင်းပြည်ွန်းလွင်မြို့နီးဒီလိုသဘာဝရေပြာစမ်းကိုလာရောက်အပန်းဖြေလက်ပတ်သူတွေဒီနှစ်အတွင်းညပြနေပါတယ်။ RF သတင်းတောက်ကိုနေသွေးကတင်ပြပေးပါမယ်ရှင်။ဒီလိုသဘာဝရေပြာစမ်းဟာပြည်ွန်းလွင်ခရိုင်အတွင်းကလွန်ကောင်းကျေးရွာအုပ်စုမှာရှိပါတယ်။အဲ့ဒီရေပြာစမ်းလို့ခေါ်တဲ့ရေတကွန်းဟာကြောက်တောင်နေကြတဲ့ကနေစီးနေပြီးရေကန်တဲမှာထုံတမ်းများတဲ့ရေလူမျိုးဖြစ်နေတဲ့အတွက်ရေပြာဖြစ်နေတာပါ။အဲ့ဒီရေတကွန်းဟာအရင်ကတိတူနေပါလာပါတယ်။ဒီနှစ်တဝိုက်မှာတော့ ေတာခန့်တွေနဲ့ယက်နီရဝေက လာရောက်လေပတ်သူတွေစီကားနေတာတွေ့ရပါတယ်။ဘောလေးခွင့်တော့သုံးဝင်းတွင်ရောနောက်အောင်လို့အရင်ကစာဝန်ကြီးအတွက်ညချိုမိသွေးဖုတ်တောင်ရခုတ်လုပ်ငန်းတွေကိုလုပ်ကန်ခဲ့ကြတဲ့ဒေတာခန့်တွေဟာအခုတော့လာရောက်လေပတ်လာသူတွေများတဲ့အတွက်ဈေးအောင်ဝင်ငွေရှာကြပြီးအလုပ်ဖြစ်နေကြပါတယ်။အော်ဒီမှာတော့ဝါးလေးတွေခုတ်ကြအရင်ကတော့ဒီမှာမိသွေးဖုတ်ကြ အဲ့လိုလေးတွေလှုပ်ရှားကြတော့မြင်လေးပါလေးချိုးရောင်းနည်းနည်းပပဒီလောက်မစီကားတော့မှတော့နည်းနည်းပပလာကြတယ်အဲ့ဒါလေးတွေလာပြီးဆိုရင်ဟင်းရဲ့ဟင်းဒီလေးရောင်းစားလိုက်မြင်လေးချိုးရောင်းလိုက်အဲ့လိုရောင်းစားကြရတာပေါ့နော်အခုကြကိုကကိုတပည့်တန်းတိုင်းဒါလေးရှင်းလင်းခုတ်ထွင်းရှင်းလင်းပြီးတော့ဟိုလမ်းလေးတွေလည်းတပိုင်းတန်းတိုင်းပြင်ပြီးတော့ကျမတို့ရောင်းဝယ်စားတော့ကြတာပေါ့အခုတော့နည်းနည်းပပအဆင်ပြေမလို့ဖြစ်လာပါပြီပေါ့လေအဲ့လို ဒီလမ်းလေးပါလေးဒါရလာတော့ခါကျလူလေးလဲလာကြလဲလာကြတဲ့ခါကျတော့နည်းနည်းရောင်းဝယ်စားလို့တော့နည်းနည်းချောင်းလေးလာတာပေါ့နော်ဒီရင်တော့တော့မကြက်သေးတော့ဘူးပေါ့တဘာဝအရာဖြစ်ပေါ်စည်းစင်းနေတဲ့ရေပြာဆန်းဟာကြောက်တောင်တွေကြားထဲကနေရှို့တဲ့ကိုအထက်အစစ်စစ်နဲ့စည်းစင်းနေတာပါဒေတာခန့်တွေကအဲ့ဒီရေတွေကိုပြန်လဲပြုတ်ပြင်ပြီးအပန်းဖြေဆိုင်ခန်းတွေကိုဖွင့်လေးရောင်းချနေကြတာပါကျွန်တော်တို့ကနေလားငါလားတော့စင်ပြေမှုတော့လုံးဝမရှိသေးဘူးပါဘူးခင်ဗျာ ဒါပေမဲ့ဟိုတနေ့လောက်တနေ့စားပွားနဲ့ကိုယ်နေအတွက်ကိုရယုံတော့ပဲရှိသေးပါခင်ဗျရေပြာဆန်းမှာခီးတော်လုပ်ငန်းဖွင့်ပြဖို့အစိုးရအနေနဲ့ဆောင်ရွက်ပေးမယ်ဆိုရင်ပိုပြီးအဆင်ပြေလာမှာဖြစ်တယ်လို့ရေပြာဆန်းကရွှေစုံစည်းရစားတော့ဆိုင်ပိုင်ရှင်ကိုဝင်းထွန်းကပြောပါတယ်အော်ခိုင်မာနဲ့ရည်တည်မှုလေးရမယ်ဆိုရင်နိုင်ငံတော်ကလည်းဒီဘက်မှာပူပေါင်းမယ်ဆိုအများကြီးတိုးတက်ဖွံ့ဖြိုးတာပေါ့ဒီမှာကဘာတောင်တည်နေပြီဆိုမှတော့ဒီမှာတော့တောသဘာဝဆိုတော့တောဒလိတိုင်းလောက်ပဲ twist for ဘာညာတွေကြတော့အများကြီးပဲဆုံးအောင်လိုသေးတယ်ဗျဒါရက်နိပညာပိုင်းတွေမြင့်တင်ဖို့ကအများကြီးထောက်ကူတွေအများကြီးလိုတယ်ဟီတာဆန်းကိုနွေရာသီကာလမှာလာရောက်လေပတ်တာတွေအများဆုံးဖြစ်ပြီးတကူးလာနဲ့အခါကြီးရက်တွေမှာလာရောက်လေပတ်သူတွေအများဆုံးဖြစ်ပါတယ်လူတွေများတဲ့အတွက်ရေပြာဆန်းအနီးမှာအမိုက်တွေကိုဖြစ်တယ်လို့စွန့်ပြစ်နေပြီးရေရှည်မှာစမ်းကြောင်းညဉ့်ညမ်းနိုင်မယ့်အနေအထားတွေဖြစ်နေပါတယ်မဟုတ်နိုင်ငံမှာဒီလိုမျိုးတောတော်လာပါရ ေရာအများကြီးရှိပါလို့အဲ့ဒါတွေသိနေသိနေနဲ့ကနိုင်ငံသားဝင်တွေပါရအောင်လုပ်နိုင်တယ်ဆိုသုံးနိုင်ငံတစ်ဖက်တစ်လမ်းအောင်ဝင်ရတော့ပေါ့လေသုံးဝင်ကျင်းရအောင်တော့ဟုတ်တယ်မန္တလေးတိုင်းဒေသကြီးအတွင်းကဒင်ဦးလွင့်ခိုင်နဲ့ကြောက်စင်မြို့နယ်အတွင်းကကြေးရွာတွေကနေလာရောက်ပြီး စာဝင်းနေရေးအတွက်ဈေးရောင်းချနေသူတွေရှိပါတယ်ဒီတို့ရေပြာဆန်းကိုအခုလိုလူတွေအများပြားလာရောက်လဲပတ်တာဟာလွန်ခဲ့တဲ့၄နှစ်လောက်ကတည်းကလို့သိရပါတယ်ခင်ဗျာ